အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါ Tottenham Hotspur နဲ့ West Ham ရဲ့ London Derby ပွဲနဲ့တစ်ပတ်က Brighton နဲ့ Newcastle ပွဲဒီပွဲတွေကမျိုးလင့်ချက်ကိုစီပေါ်လေအထူးသဖြင့် West Ham နဲ့ Spurs ကတော့ London Derby ကတော့နှစ်သင်းလုံးအတွက်မျိုးလင့်ချက်မရှိဘူးအတင်းလုံးကလည်းတောက်လျှောက်ရုံကန်ရတယ်။ဒါပေမဲ့ Brighton နဲ့ Newcastle ပေါ်မှာတော့ Brighton က Conference League မျိုးလင်းချက်ရှိပြီးတော့ Newcastle ကဥရောပ Champions League ဝင်ခွင့်ဒါ ဒါရှိတယ်အဲ့ချိန်မှာနှစ်သိန်းလုံးရဲ့ပွဲကြီးပွဲကောင်းကိုအာမစတီဒီယံမှာကစားခဲ့တယ်ပွဲကအခုညူကာဆယ်နဲ့တစ်ဖက်က Brighton ပွဲဆိုရင်အင်ရှင်သေးတာတော်တော်လေးကောင်းတာပံပေမဲ့တပွဲလုံးကိုညူကာဆယ်ကစိုးမိုးထားတယ်ဒါပေမဲ့ပြဿနာကလုံလောက်တဲ့ chance ကို create မလုပ်နိုင်ဘူး Brighton ကလည်းရှာရှာပပအခွင့်အရေးနှစ်ချိန်ပဲရတယ်ဒါပေမဲ့သူတို့ရဲ့ကစားမဟောင်းဖြစ်တဲ့ Mantis ကတော်တော်လေးကောင်းပြီးတော့ဒီနေ့တောင်းလျှောက်ဒုက္ခပေးတယ်ညူကာဆယ်က Craig Bolson ကဒီပွဲမှာ penalty 3လုံးထိပေးတာ ပနဒီကတလုံးပြီးတော့တလုံးပြီးတော့တလုံးပြီးတော့ခရိတ်ပေါ်စင်ကပေးတယ်ပေးတဲ့ပနဒီအားလုံးမှာအကုန်လုံးကဒါနောက်ဆုံးတော့တော့လုံးဝမတက်နိုင်ဘူးပြပေးလိုက်ရမယ်လုံးဝမတက်နိုင်ဘဲနဲ့ပေးရတဲ့ချိန်ဒီမှာဆိုတော့ပွဲကတော့တကယ်ကိုပွဲကောင်းမလို့ညူကဆဲကပွဲကိုဆုံးမထားတယ်ဂျိုလင်တန်ဒန်ရောက်သွားတဲ့အတွက်ကြောင့်အဲ့ဒီနေရာမှာဂျိုဝဲလော့ဝင်လာတဲ့အချကလွဲရင်အပြောင်းလဲလုံးဝမရှိဘူးအခုနောက်ပိုင်းဟာဗီဘန်ပြန်ကောင်းနေသည့်တိုင်အောင်ဒီအန်တနီကော်ဒန်ပြန်ကောင်းနေသည့်တိုင်အောင်ဟာဗီဘန်ကိုပဲဆက်သုံးပြီးတော့ဂျေကိုမာဖီနဲ့ပွဲထွက်တယ် အာလစနာအီဆက်ကတော့ Brighton ခံစစ်ကိုဒီနေ့ဘက်မှာတော်တော်လေးခက်ခဲကစားယူကာဆယ်ကသူတို့ထုံးစံတိုင်းပွဲကိုစိုးမိုးတယ်သူတို့ထိန်းချုပ်တယ်ပြဿနာဘာဖြစ်လဲဆိုတော့ဒီ Brighton သင်းရဲ့ final တက်မှာသူတို့လုံလောက်တဲ့ဒါပတ်ပိုးမှုတွေလုံလောက်တဲ့ချိန်ချမှုတွေမလုပ်နိုင်ဘူး Brighton ကလည်းရှာရှာပါပါအသင်းဟောင်းဘက်ကိုသူတို့ရဲ့ကစားမဟောင်းဖြစ်တဲ့ Mintes ကတလုံးတည်းသူကိုတွင်းသွားပြီးတော့ဥဆောင်ကိုတွင်းထားတယ် ဆိုတော့အခု Brighton အသင်းနေနဲ့ဒါအခု Mintes ကဒီနေ့ပွဲရဲ့အကောင်းဆုံးပုံစံမျိုးနဲ့ကစားခဲ့သလို Newcastle ကဒါဒီပွဲမှာသူတို့ကစားဖို့မညံ့ဘူးတော့ဒါ Joe Willock ဆွဲထွက်သွားတဲ့အလုံးတို့ Anthony Gordon ဆွဲထွက်သွားတဲ့အလုံးသူတို့လုံးတဲ့ကင်တက်တယ်သူတို့ဒါမဲ့ပြဿနာက Brighton area တဲကိုရောက်ပြီးတော့ဂိုးသွင်းနိုင်မဲ့အခွင့်အရေးတွေကိုအများကြီးမဖန်တီးနိုင်တဲ့ပြဿနာပဲ Final third ဆုံးရောက်လို့ရှိရင်တစ်ခုမှတစ်ခုပြတ်နေတာဖြစ်တယ်။နောက် Harvey Barnes ဒီ Jacob Murphy ကိုထုတ်ပြီးတော့ Harvey Barnes ကိုထည့်တယ် Harvey Barnes ကိုညာပို့ Anthony Gordon ဝင်လာတယ် Anthony Gordon ဝင်ဝင်ချင်းမှာ Quinlan ကြီးက penalty ပေးတယ် Craig Pearson ကဒါပေမဲ့အဲ့ဒါကအပြင်းမှာဖြစ်တယ် Now Lamptey Challenge ကအပြင်းမှာဖြစ်တဲ့ကြောင့် VAR ကပြန်ပြီးတော့အကြံပေးလို့သူပြန် cancel ဖြစ်တယ်တခါ ဧရိယာထဲမှာပဲဂျိုးဝီလော့ကိုဖောင်းလို့ဆိုပြီးတော့ဗန်ဟက်ကရဲ့ဖောင်းကိုပနတီထပ်ပေးတယ်ဒီတစ်ခါလဲထပ်ပြီးတော့အကြံပေးတဲ့ကြောင့်ဗီယာပြန်ကြည့်ချိန်မှာကန်ဆယ်ဖြစ်ပြီးတော့ဝက်ပီကန်နီကြာမှာပဲအဆုံးသတ်မှာဘရိုက်တန်ကချေပါကိုပေးလိုက်ရတယ်အဲ့ဒါကတော့ဒီချိန်ကျတော့ဒါဧရိယာထိပ်မှာပေးလိုက်ရတဲ့ဖရီကစ်ကိုဒါဖာဗီယန်ရှာကန်ရင်းနဲ့ဘရိုက်တန်ကစားမအာယာရီရဲ့လက်နဲ့ထိသွားလို့ ဒီချိန်မှာတော့ပနတီပေးတဲ့ကြောင်းဒီချိန်မှာအာလဇနာအီဆက်ကဒီရင်နဲ့ကန်သွားတယ်ဆိုတော့မင်းတက်သွင်းတဲ့ဂိုးကိုဒါညူကာဆယ်ကပြန်လဲချိပပြီးတော့အဆုံးသတ်မှာသူတို့အနိုင်ကိုရလို့နီးပါဖြစ်သွားတယ်အီဆက်အပိုင်လှမ်းကန်တဲ့ဒီခါလဝတ်ဆက်အပိုင်ကန်တဲ့လုံးဂိုးမဆေးသွားခဲ့လို့ဒီဘွဲကတစ်ဖက်တစ်ခုစီတည်ကြတယ်ဒီနေရာမှာစပတ်စ်နဲ့တစ်ဖက်ကဝက်ဆန်ဘွဲကတော့ဒါအမှန်တမ်းပြောရင်တော့နှစ်သိန်းလုံးကသူ့မသွားကိုမသွားပဲဒါဝက်ဆန်ကလည်းဇာအောင်နာမှာရှိတယ်စပတ်စ်ကိုယ်တိုင်ကလည်း ဟိုးအောင်နာမှာရှိတယ်အောင်နာကနှစ်သိအပြိုင်ကြတဲ့ပွဲဖြစ်တယ်ဒါအခုလောလောဆယ်အနေထားရ ထော်တန်ကဒါဒီယူရိုပါလီပွဲအတွက်ကြောင့်အပြောင်းလဲတွေအများကြီးလုပ်ပြီးတော့သူတို့ line မှာဒါတော်တော်လေးဒီလူစုံမထုတ်ပဲနဲ့အပြောင်းလဲတွေလုပ်တယ်တိုက်စစ်ကတော့မတ်တီထဲရဲ့ဥဒဘဲရဲ့ Richardson ရဲ့ထားပြီးတော့ ქვენ လေကပစူမာရဲ့စာရဲ့ Kolosowski ရဲ့ထားတယ်အခန်းစစ်ကတော့လုံးဝအပြောင်းလဲ Jesper ရဲ့နောက် Van David ရဲ့ဒါ Damso နဲ့ဒါဒီတစ်ဖက်က Archie Gray ကိုထားပြီးတော့အပြောင်းလဲပြီးပြီးတော့ Watson ကတော့ Jared Bowen ရဲ့ Nicholas Fulkham နဲ့ဒီ Mohamed Kudus ကိုကစားတယ်ပွဲက ဘယ်လန့်ပွဲပဲတသိန်းတသိန်းလည်းအရန်ကြီးမကွာဘူးနှစ်သိန်းကြမှာလည်း chance ကအရန်ကြီးဒါဘယ်လိုပြောမလဲ creative လို့နော်စပါတော့ပို့ဆိုသူတို့ saucy တကူရသွားတယ်အဲ့တကူတဲ့နဲ့စပါကတင်းခံတင်းခံတင်းခံပြီးတော့အဲ့တကူတဲ့နဲ့ထိနေချင်မှာ west ham က ချေပါဝုတ်သွင်းတယ်ဒါပေမဲ့နှစ်သင်းသလုံးကိုရမယ်ဆိုတဲ့အခွင့်အရေးမျိုးမမေရရမဖန်ထိနိုင်ဘူးအများအပြားကဘောလုံးကကွင်းလယ်မှာပဲပြတ်ပြီးတော့အဆုံးသတ်မှာတစ်ဖက်တစ်ခုစီတည်ကြတယ်ဒါစပါစတရက်15မိနစ်မှာဒါဒန်ယာကရာသီစပိုင်းတော့မှာခြေစွမ်းပြပြီးတော့မှာဒန်ယာရသွားတဲ့အိုဒဘယ်ကဥဆောင်ကိုပြန်သွင်းပြီးတော့မှာ28မိနစ်မှာဂျရဘိုဝင်ခြေပါကိုသွင်းလို့1-1နဲ့တည်ကြပြီးတော့အဆုံးသတ်မှာဒီလန်ဒန်ဒါဘီလည်းတည်ကြတယ်ဆိုတော့ကျွန်တော်တို့အခုလက်ရှိအနေထားအရအခု ဒါလက်ရှိမှာ Tottenham Hotspur ဝက်ဆန်က38မှာ Spurs က38 Man United က39 Everton 39ပေါ့လေသူတို့ကတော့ဆရာအောက်ဆုံးမှာရှိပြီးတော့ဒါ Newcastle United ကဒီပွဲသေးချလိုက်တဲ့အတွက်သူတို့က63နဲ့ Man City အောက်မှာရောက်ပြီးတော့နောက်တစ်ဖက်ကတော့ Brighton က52ဆိုတော့ Brighton ရဲ့ဒါတစ်ဖက်ကဘုံမောက်ရဲ့ Brentford ရဲ့ Fulham ကတော့ Conference League ပြောင်းလဲချက်ရေးရေးလေးရှိပြီးတော့ Newcastle ကတော့သူတို့ရဲ့ Champions League အတွက် အဖို့တန်တံပိုက်ရရှိနိုင်ခဲ့တာပါအားလုံးကျေးဇူးတင်ပါတယ်